မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ဟာ2029စစ်စင်ရေးအတွင်းမှာတင်းယူခဲ့တဲ့မျိုးတွေကိုကိုကန့်အထူးဒေသတက်ထက်ထက်သွင်းထားတယ်လို့ MNDA နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ကိုကန့်ရဲ့အထူးဒေသတက်ကို2029စစ်စင်ရေးဒုတိယလှိုင်းပြီးတဲ့နောက်ခရိုင်လေးခုမျိုးတစ်မျိုးနဲ့ပြောင်းလဲဖွဲ့စည်းခဲ့တာလို့ဆိုတာပါ။တရုတ်မြန်မာနယ်စပ်လောက်ကိုင်းမျိုးကနေလာရှိုမျိုးအထိကိုကန့်အထူးဒေသတက်ထဲပါဝင်နေတာဖြစ်ပါတယ်။ 2025ခုနှစ်ဧပြီလမှာစစ်ကောင်စီကိုပြန်ပေးထားတဲ့လာရှုမျိုးပေါ်ကရက်ွက်ဆန်းတစ်ခုကလွဲပြီးကျန်တဲ့ကျေးရွာတွေလည်းအထူးတည်သားတက်ထဲမှာပါဝင်တယ်လို့သိရပါဗျ။စစ်တပ်သိမ်းထားတဲ့ဒေတာတက်မှတ်ချက်ဖြစ်နေတာကိုကျန်တဲ့လူတွေနဲ့တော့ပြဿနာတက်မှာပေါ့။ဥပမာဆိုပါတော့တန်လွင်အရှိချမ်းကိုကန့်ခရိုင်နဲ့လောက်ကန်ကတော့မူရင်းကိုကန့်ဒေတာဖြစ်တဲ့အတွက်ပြဿနာမရှိဘူး။တန်လွင်နောက်ဘက်ချမ်းဖြစ်တဲ့သိန်းနီတို့ကိုခိုင်တို့မုံကိုတို့ဆိုတာကတော့ကျန်တဲ့လူမျိုးတွေလည်းနေတယ်။ ကျန်တဲ့လက်နက်ကင်တပ်ဖွဲ့တွေလည်းရှိတယ်။ဆိုလိုတာကကချင်လည်းရှိတယ်၊ရှမ်းလူမျိုးလည်းရှိတယ်၊ကချင်လူမျိုးရှိတယ်၊ပလောင်လူမျိုးလည်းရှိတယ်။ဒါအပြင်ကချင်တပ်ဖွဲ့လည်းရှိတယ်၊ရှမ်းတပ်ဖွဲ့လည်းရှိတယ်၊ပလောင်တပ်ဖွဲ့လည်းရှိတယ်ဆိုတော့ရေရှီမာကတော့ပြိပခဖြစ်လာနိုင်တာပါပဲ။ကိုကန့်အဖွဲ့ခေါင်းဆောင်ဦးဖုန်တာရှင်ကကိုကန့်အထူးတေသချုပ်ကိုပြန်လည်ထူထောင်မယ်လို့2024နှစ်သက်ကူမိန်ခေါ်မှာကြေညာခဲ့ပါတယ်။2029ဆက်စပ်ရေးပထမလှိုင်း68ရက်မြောက်နေ့မှာအခုလိုပြောကြားခဲ့တာပါ။ ။ MNJA ကသတ်မှတ်ထားတဲ့ကိုကန့်အထူးတပ်သားတစ်ထဲမှာကိုကန့်ခရိုင်၊တိန်နီခရိုင်၊ကုတ်ခိုင်ခရိုင်၊မုံကုခရိုင်နဲ့လောက်ကင်မြို့ဆိုပြီးခရိုင်၄ခုနဲ့မြို့တစ်မြို့လိုသတ်မှတ်ထားကလာရှုမြို့နယ်ကနယ်မြေတချို့ကိုတိန်နီခရိုင်နဲ့ထပ်တွင်သတ်မှတ်ထားတာဖြစ်ပါတယ်။ MNDA ဟာ10/29စစ်စစ်ရေးပထမလှိုင်းမှာလောက်ကိုင်းချင်းရွှေဟော်ကွမ်းလုံးမော်ထိုင်ကုံကျန်းတာမိုးငယ်ကျူကုတ်ပန်ဆိုင်ဖောင်ဆိုင်မုံကို ပန်လုံနဲ့ဟိုပန်တို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးပန်လုံနဲ့ဟိုပန်တို့ကိုတော့ဝါပြည်သွေးစည်းညညရဲတက်မတော့ UWSCC လွှဲပြောင်းပေးခဲ့ပါတယ်ဒုတိယလှိုင်းမှာတော့လာရှိုးနဲ့တိန်နီမျိုးတို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်ကိုကန့်ကအထူးဒေသအနေနဲ့ဆိုတာကကိုကန့်နေမြေလူမျိုးနဲ့နေမြေတခုတည်းဆိုတဲ့ရနိုင်တဲ့အပိုင်းခြားကသေးတယ်အထူးဒေသတစ်ဆိုတဲ့နာမည်အောက်မှာဆိုရင်တော့သူတို့ခွဲစည်းလို့တဲ့လူမျိုးစုံညညရဲအဖွဲ့တို့မျိုးသားညညရဲပါတီတို့တက်မတော်တို့လှုပ်ထားတဲ့အခါကျတော့ အဲ့ဒီလိုလူမျိုးစုံပါတဲ့ပုံသဏ္ဍာန်နဲ့ဒေတာကလည်းအထူးဒေတာလိုလုံးမသူတို့အခုသိမ့်ပိုက်ထားတဲ့နယ်မြေအခြေကြီးကိုထိန်းချုပ်နိုင်မှာဖြစ်တာကိုဒါကြောင့်သူကအထူးဒေတာကိုလိုချင်တာဂျန်တဲ့လူတွေလိုပြည်နယ်ရယူရအောင်ကလည်းဘိုးကန့်ဒေတာကတိတိလေးရဲ့ပြည်နယ်ပေးလို့ရတဲ့အဆင်မရှိဘူးကိုကန့်ကတန်လင်းမြစ်ချမ်းမှာလောက်ကန်ဒေတာလေးတစ်ခုရှိတာလေဒါကြောင့်မို့အထူးဒေတာဆိုတာပို့ပြီးကြိုးရှိလို့သူကအထူးဒေတာကိုလိုချင်တာနိုင်ငံတော်ညီဝတ်ပြပြမှုဒူဆာရဲ့အဖွဲ့နဝတာစစ်အစိုးရလက်ထက် 1989ခုနှစ်မှာဘုဇော်ကြီးဥခင်ညွန့်နဲ့ကိုကန့်ကောင်းဆောင်ဥဖုံကြားရှင်တို့ကဆွေးနွေးသဘောတူခဲ့ပြီးကိုကန့်ဒေတာကအထူးဒေတာတက်ဖြစ်လာခဲ့တာပါ MNDA ဟာ2009ခုနှစ်မှာစစ်အစိုးရရဲ့နေကြားဆောင်တက်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့ကိုညှင်းဆိုခဲ့တာကြောင့်မူရစေဝါနဲ့လက်နက်ထုတ်လုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုခံခဲ့ရပါတယ်2015နဲ့2019ခုနှစ်တွင်မှာ MNDA အနေနဲ့ကိုကန့်ဒေတာတွေကိုပြန်လည်ထိုးစစ်ဆင်ခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့ပါဘူး။ဒါပေမဲ့2023နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့10-20စစ်စင်ရေးကြမှာပဲအရင်အထူးဒေသတက်လို့သတ်မှတ်ထားတဲ့နေမျိုးတွေထက်ကျော်လွန်ပြီးစစ်ကောင်စီရဲ့အရှိမျောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှီယာလာရှုမျိုးအထိပါသိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။